ဇလန်းဆာမှာတော့ကယ်ဗင်ဆိုတဲ့ကောင်လေးကတရော့ကိုတီးခတ်နေပြီးဒင်းနဲ့ဆန်ရတယ်သူတို့ခိုးယူလာတဲ့မြင်းကြီးတို့ကိုခွဲဖို့စ조사နေကြပါတယ်အဲ့အချိန်မှာကယ်ဗင်စီကိုသူတန်ငယ်ချင်းစီကနေဖုန်းဝင်လာပြီးမနေ့ပြန်ပြေးရမယ်ဆောင်ပွဲကြောင်းကိုပြောနေကအရင်ဆာမလို့နေပဲအနားယူဖို့ပြောပါတယ်ဒါမဲ့စာချုပ်လေးကယ်ဗင်ကတော့တက္ကသိုလ်ဝင်ခွင့်တော့မဟုတ်ပဲဂုံဒူးအမတ်နဲ့အားမရသေးတာမို့လို့အမတ်အများစုနဲ့ဝင်နေအောင်စ조사ဖို့ပဲအားတန်နေပြီးအနားမိနိုင်သေးကြောင်းပြောကဖုန်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာဒင်းဟာမြင်းကြီးတို့ရခွဲပြစ်လိုက်တာကြောင့်ရုတ်တရက်ဆိုသလိုကောင်းကင်တစ်ခုလုံးလှည့်စီးလာပြီးမိုးရေချိန်ကုန်ပါတယ် ဒါမဲ့တရတော့ဘသူရတာဆက်လို့ရမှာပဲဆိုကတစ်ချက်ပြီးတစ်ချက်ရိုက်နေရင်းနဲ့နောက်ဆုံးမှာတော့စာရေးနဲ့ကြော်ပြတစ်ချက်ပေါ်လာတဲ့အချိန်မှာတော့ကောင်းငင်ကအရင်နဲ့မတူပဲဆက်သားပူပြီးဆိုပါလာပါတယ်တလက်လက်လက်နေလက်စည်းမုံတိုင်းနေရကေဗင်ဘက်မှာလည်းရှိနေပြီးတစ်ချိန်မှာတော့ကေဗင်တို့အိမ်ထဲမိုးချိုပြက်ခံလိုက်ရကအိမ်ထဲမှာနေနေရကေဗင်ကိုမိုးချိုလာမှန်ပြီးမက်ဆီဟာရှီအောင်ဖြစ်ပြောင်းသွားကတတိမိသွားခဲ့ပါတယ်အိန္ဒိယနာပြည်နယ်မှာရှိနေတဲ့ကက်စတီးယားလည်းအဲ့ဒီမိုးချိုတဲ့နေနဲ့အတူပဲရုတ်တရက်နှုတ်ထလာပါတယ် နောက်တရက်မှာတော့ဆန်ဟာညတော့ဟာသူတို့တွေကြောက်ပြောက်ဖို့ထုတ်တဲ့အချိန်မှာဒီနေရာနဲ့မိုင်းတရာလောက်ဝင်ချင်မှာမိဘမဲ့လောက်ရောက်နေတဲ့ကိုဝင်ဆောင်တဲ့အကုန်လုံးဟာခလေးတွေအားလုံးကိုတကယ်နဲ့မွေးကြရလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဒေးနဲ့ဆန်လည်းကြောက်ပြားယူကြည့်လိုက်ကြရင်ဒေးကငွေတွေအကုန်ကျခံအချိန်နဲ့အများကြီးယူပြီးတော့ဒီပဲပဲလောက်ဆိုင်နဲ့ကြောက်ပြားကြီးကိုရှာနေခဲ့ရလားဆိုပြီးလောက်လိုက်ပါတယ်။ပြီးရနဲ့ဒေးမဲ့ဆန်လည်းဒီဘာနဲ့မှဖတ်လို့မရတဲ့နားမလည်တဲ့ကြောက်ပြားကြီးကို Fred အယုံကျသွားပြီးတော့အဖြေရှာအမယ်လို့လုပ်နေတော့ Max ရန်နေဖုန်းဝင်လာကကက်စီရဲ့တရားကိုပြန်ကောင်းနေပြီလို့ဖုန်းဆက်လိုက်တာကြောင့်ဒေးတို့လည်းကက်ကြီးရှို့သွားဖို့လုပ်ပါတော့တယ်။ ကယ်ပေးမမတော့အမေဖြစ်သူဟာဖုန်းဆက်နေပြီးစာမွေးဖြေဖို့အကြောင်းပြောနေခါစိတ်မလုံရှားဖို့အတွက်အားပေးနေပါတယ်။အမေဖုန်းဆက်တော့မှအဲ့ရလန်လို့လာတဲ့ကေဗင်နဲ့နားယူကြည့်လိုက်ပြီးနောက်ထပ်နေပြီးဆိုခါကြောက်အောင်အမြန်သွားဖို့လို့ရုတ်တရက်ဆိုလို့မက်ဆီယာရှူအောင်ဖြစ်ပြောင်းသွားပါတယ်။ ပြီးရနေနောက်တစ်ခေါက်ဆိုသူလိုဖုန်းသားအောင်ထွက်ကြလိုက်ရပြီကေဗင်ကအသိစိတ်ပြန်ဝင်လာတော့သူဟာကားလမ်းမပေါ်မှာရောက်နေပြီအဝေးပြေးလမ်းမရဲ့တနေရာပေါ်မှာရှိနေကသူ့စီဟုတ်တော့သူ့တန်ငယ်ချင်းစီကနေဖုန်းဆက်နေပြီဆောင်းမေးပွဲကိုဘာလို့လာမဖြစ်ရလဲဆိုတာငေါ့နေရကြောင်းကေဗင်လည်းထူးဆန်းဆန်းနေဖြစ်သွားပြီဘာမှနားမလည်နိုင်ဖြစ်နေလို့မျိုးလုံးဟာထိုးစံတိုင်းရှီအောင်နေပြဖြစ်လာကငါဟာရွေးချက်ခံလာရတဲ့သူပဲဒါကြောင့်ငါစီမှာလှုပ်ရှားတာဝန်နေရှိရဲဆိုတာဖုန်းကိုချပစ်လိုက်ပါတယ်ဒင်းတော့ကလည်းကက်စီယက်စီယိုနေကြပြီကက်ကြီးရဲ့အခြေအနေကိုအကဲခတ်နေကြပါတယ် ကက်စီယာကတော့တမန်တော်ကြီးသာကြားနိုင်မယ့်အတန်အောင်ကြားလိုက်ရအောင်သူမျိုးတော့လာဖြစ်ကြောင်းပြောလိုက်ပြီးဒဲကလည်းကြောက်ပြောက်ထုတ်ပြလိုက်ကငါတို့ဒီဟာကိုထုတ်လိုက်တဲ့အချိန်မှာပဲမင်းတို့လာဖြစ်လောက်မယ်လို့ပြောလိုက်ပါတယ်ကက်စ်ကတော့ကြောက်ပြောက်ကိုကြည့်လိုက်တာနဲ့ဒါဟာမက်ထရိုမဲဖျားသခင်ရဲ့စိတ်ရည်ပဲလို့ပြောလိုက်ပြီးဖျားသခင်ရဲ့နှုတ်ကမိတ်တဲ့အရာတွေကိုရေးထားတယ်တမန်ကျမ်းစာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒဲကလည်းဒါဆိုရင်မင်းဖတ်တတ်တာလို့ပြောလိုက်တာကြောင့်ကက်စီယာကတမန်တော်ကြီးတွေရေးထားတာမဟုတ်တာမို့လို့ငါလည်းမဖတ်တတ်ဘူးလို့ပြန်ပြောလိုက်ပါတယ် ပြီးရနဲ့ဒင်းကိုကြည့်လိုက်ပြီးဒင်းငါလုံးလုံးလာချင်းပန်းလေးတွေကိုကြည့်တယ်ပြားလေးတွေကိုကြည့်တယ်ကွာအားလုံးကပန်းရလိုက်တာလို့ပြောနေပြီအဲ့ထက်ပို့သွားရတာဘာလဲသိလားဒင်းငါတို့ရဲ့မန်ယူကြီးကသူ့ဘောမှာရှိတဲ့အတင်းကိုတူးစင်းနေသွားတာပဲလို့ပြောလိုက်ပါတယ်ဒင်းတို့လည်းကက်စီရဲ့ထူးခြားတဲ့အမှုရရင်လည်းပုံစံကိုကြည့်လိုက်ပြီးအော်နေတဲ့အချိန်ကက်စ်ကတော့မက်စ်ကိုပါပုံချောင်နေပါတယ်မက်စ်ကတော့သူ့လေတမချန်းစာကိုကြည့်တယ်လို့ပြောလိုက်တာကြောင့်ဒင်းကလည်းပေးမကန်လို့ကတော့စားဖြစ်နေရတာနီးကက်စီရဲ့ရံဖြစ်တာကိုမကြိုက်ဘူးဆိုကပျောက်သွားပြီးကျန်းသာလည်းပျောက်ကြတာကကြိုးသွားပါတယ် ်မတ်စ်ကတော့ကက်စ်ကနားနေခံမှာပဲရှိသေးတယ်လို့ပြောပြီးဆန်ဟိုကျန်းတာအကျိုးလေးကိုကောက်ခိုင်းခဲ့လိုက်ပါတယ်ဆန်ကောက်နေတဲ့အချိန်မှာမတ်စ်ကသူ့လေအိုက်ကျန်းတာကိုကြည့်ကြည့်နေလို့ပြောပေးမယ်ဆန်အဖက်မလို့လို့ဒေါသထွက်လာပြီးအဲ့ဒါဆိုရင်ငါကက်စတီယိုခေါ်ပြီးရောညွတ်တော့မယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဆန်လည်းတင်းသက်သာကျန်းစာတွေပြထားလိုက်ပြီးမတ်စ်ကိုလိုက်ချောင်းနေတော့အတန်တစ်ခုကိုကြားလိုက်ရအောင်အခန်းထဲကိုပြန်ဝင်လာတော့ကျန်းစာထုတ်ကမရှိတော့ပါဘူး ဒါကြောင့်ဆန်နဲ့အသက်သက်လိုက်ချရပြီးနောက်ဆုံးမှာတော့ကျန်းသာတွေကိုလာခိုးတဲ့သူကကေဗင်ဖြစ်နေပြီးကေဗင်လည်းဆန်စီကနေလွတ်အောင်ပြေးပြီးမယ်မတ်စ်ကသူ့ကိုအမှောက်သိလိုက်ပြီးဒီတော်ကပါလေနဆိုးလည်းမဟုတ်ဘူးတရေလည်းမဟုတ်ဘူးဆိုပြီးရိုးလိုက်ပါတယ်။ဒါရတော့ကက်စီယံနောက်ကိုလိုက်ပြီးကက်စီယံမင်းလုံးလိုက်တာကျန်းသာကွေးတော့ပြီးဆိုပြီးရန်ရှာနေပြီးမယ်ကက်စီယံကတော့တော်တော်တော်မလုပ်ပဲဒင်းငါတို့တွေဂိမ်းစားရအောင်ဆိုကဘုတ်ကင်းတစ်ခုကိုထုတ်လိုက်ပါတယ်။ပြီးတော့မှဒင်းကိုတောက်ပတ်မာရီလိုထုတ်ပေါ်လိုက်ပြီးသူလည်းစိတ်မကောင်းပါဘူးလို့ပြောလိုက်ပါတယ်။ ဒါကြောင့်ဒင်းရလေမတာရှူရောဘမလေကျန်းစာရဲ့အထိပယ်ကိုသိရသူရှိလားမင်းရောအစင်ပြေလာလို့မင်းနေပေမယ်ကန့်စ်ကတော့မေကောကတခြားအဖေကတခြားနဲ့ရောက်တဲ့ရရာကြီးပေါ်နေရကြောင်းဒင်းလေစိတ်မရှိတော့ပဲအောင်ကောက်လိုက်ပါတယ်ဆန်တို့ကတော့ကန်ဖစ်ကိုဖမ်းတာပြီးမင်းကဘာကောင်လဲလို့မေးရကြောင်းဖို့သူက "तू ကကန်ဖစ်ဖြစ်ပြီးပုံမင်းရဲ့နေရာကနေဒါလာဖြစ်ကြောင်းပြောပါတယ်"ဒါကြောင့်လက်ရှိမှာတော့နိမ့်နိမ့်မြင့်မြင့်ကေဗင်ကိုအခန်းထဲမှာထည့်ထားပြီးစစ်ဆေးနေကြကကေဗင်ဟာထူးဆန်းသွားတဲ့ကျန်းသာရဲ့အထိပယ်ကိုဖော်နေတဲ့အကြောင်းအံ့ဩသိနေရပါတယ်။အဲဒီချိန်မှာရုတ်တရက်ဆိုသလိုအယောင်မြောက်သွားတဲ့မတ်စကမျက်လုံးကိုကြည့်လိုက်ပြီးကေဗင်ဟာတက်လက်ကြတဲ့ထားပေါ်ပါတော့တယ်။ အဲ့အချိန်မှာအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်ကအနားရွှဲလာပြီးမက်စ်ကိုနဆိုးတကောင်ပဲဆိုကလွတ်ထွက်တော်လွတ်လိုက်ပြီးကိစ္စတော့မို့အလုံးပါပဲမက်စ်ကလည်းထဲမှာတမန်တော်ကိုတက်နေတာရှိနေရကြအောင်ခြေနဲ့တုံသွားကြပါတယ်ဒီအချိန်မှာဆန်ဟာအကဲပိစီကိုဖိဖချင်းကတ်သွားတော့ရှစ်ဖြော်တမန်တော်နဲ့ဝေးနေစမ်းဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဖိဖက်တီကိုတီးသွားတဲ့ကက်စီကလည်းဒင်းရင်မင်းကြီးတော့တမန်တော်ရင်နဲ့စကားပြောနေပြီလို့ပြောလိုက်ပါတယ်။ပြီးရင်လည်းဆန်နဲ့တမန်တော်ကြီးပြဿနာတက်နေတဲ့ခြေတွေကိုကက်စီရောက်ချလာပါတယ်။ ကက်စီရောက်လာနဲ့တန်ဆာဆိုတဲ့တမန်တော်ဟာကောင်းကင်ဘုံမှာတမန်တော်တွေလိုက်တက်နေပြီးဖျားသခင်တို့ပြောကပျောက်ကွယ်သွားလို့ကက်စီရဲ့ကိုချိန်ဆနေပြီးအနိုင်ရက်ကတော့ကက်စီရဲ့ကိုစိတ်မူကြောင်ပြောကသူတို့စီကိုပြန်လာဖို့အတွက်ကမ်းလှမ်းနေပါတယ်။ကက်စ်ကတော့လက်ရှိမှာငင်းရဲသမားပြပြပဲအားလုံးကိုရင်မောအောင်စူးစမ်းနေပြီးမကြခင်ပဲဒင်းရောက်လာကတမန်တော်နဲ့ကလာနဲ့အကုန်လုံးကိုမောက်ထုတ်ပစ်လိုက်ပါတယ်။ပြီးရတဲ့ဒင်းလေဆန်တို့ကိုအစင်ပြေလာလို့မင်းနေတော့ကေဗင်ရဲ့အော်တန်ကိုကြားလိုက်ဟာအကြောင်းလှန့်သွားပါတယ်။ ဆန်အားတော်သူတိတလောက်ဆိုရင်ဒီကောင်ကရှင်းပြတော်တမန်တော်ဖြစ်ပြီးကျန်းစာကိုဖတ်တတ်တဲ့သူပဲပြီးတော့အထက်ကလာတဲ့ကောင်ပဲသူ့နာမည်ဟာကယ်ဗင်ပဲလို့မိတ်ဆက်ပေးနေတော့ကယ်ဗင်ကတော့ကွဲသွားတဲ့ကြောက်စာတွေကိုတခြားစီပြန်ဆက်နေပါတယ်ဒီလိုမျိုးစကားပေါ်ဝင်နေကြကဆန်ဟိုသူတို့ဟာငါဥဆောင်ခဲ့တဲ့ခံတက်ကပဲလို့မိတ်ဆက်လိုက်ပါတယ်မတ်စ်ကတော့ဟိုတမန်တော်တို့ရောက်ကြံမလာခင်မြန်မြန်နေရာပြောင်းမှရမယ်လို့တတိပေးလိုက်ပြီးတောအောင်သားလည်းဖရက်ကတိန်စီကိုထွက်လာခဲ့ကြပါတယ်အဲ့ဒီအချိန်မှာမတ်စ်ကိုကန်စီရဲ့ဖုန်းဆက်လာပြီးသူကခွင့်ပြွယ်ပွဲထဲမှာရောက်နေကြောင်းပြောရာမတ်စ်လည်းသူရောက်နေတဲ့နေရာကိုပြပတ်လိုက်ပြီးကက်စ်ကိုခေါ်လာလိုက်ပါတယ် ဒီလိုနဲ့စတိုးဆိုင်ထဲဝင်ပြီးပစ္စည်းဝယ်နေတော့မတ်ကနတ်ဆိုးတွေကိုတွေ့လိုက်ရပါတယ်တကယ်လေဟိုတမန်တော်နှကောင်ဟာဒီဘာလာလောက်တာလေဒီကေဖေဆိုတဲ့ကောင်ဟာဘသူလဲလို့မင်းနေပြီကတ်ကတော့သူပြောချင်တာကြီးပြောနေကခိုးပြန်ပွဲတဲ့ကခွေးကိုတနာလိုက်ယူလေးကိုတနာလိုက်နေဂူနာရှေလုံးနေလို့ဒင်းနဲ့မှန်လိုက်ရပါတယ်အဲ့တော့မှကက်စီရဲ့လေအသိစိတ်ပြန်ဝင်လာပြီးကြားကြတော့ဦးပေါ်လာလို့ရှိရင်ကြားကြောင်ဆော့ချတဲ့သူဟာပေါ်လာရမှာပဲလေအဲ့တော့ဟန်စတာတို့ဟာကြားကြောင်ဆော့ချတဲ့သူကိုဂန္ဓာရထဲကိုခေါ်သွားပြီးတော့ကျန်းတာတွေကိုသင်ခိုင်းမှာပဲလို့ပြောတာကြောင်ကေဗင်ဟာဘာကြီးလေဂန္ဓာရထဲမှာတော့မနေနိုင်ပါဘူးကျွန်တော်ကတက်ကူတက်ဖို့အတွက်ကြိုးစားနေရလို့ပြောလိုက်ပါတယ် ဒီလိုနဲ့ပဲ Friday ရွေးလာကြပြီဒေးနဲ့ Gavin ကအောက်ထပ်ကိုဆင်းသွားကဆန်အားတော်အပေါ်မှာခြံခဲ့ပြီးအတားစီးရင်နဲ့စီးဝိုင်းဆွဲနေပြီးကတ်ဆက်စကားထိုင်ပြောနေပါတယ် Gavin ကတော့စူးစမ်းပန်းစားနေကျန်းစာကိုဘာသာပြန်နေရသလိုမက်စ်ကလည်းသူတွေ့ခဲ့တဲ့နဆိုးလေးစီကိုပြန်သွားပါတယ်နဆိုးတွေကို Crowley တို့ကလက်ဆောင်ပါချောင်းပြောလိုက်ပြီးကက်စီရတယောက်အသက်ရှင်နေသေးရဲ့ဆိုတော့ပြပြလိုက်ပါတယ်ဒါကြောင့်နတ်ဆိုးတွေလည်းသဘောကျသွားပြီးမက်စ်ကတော့အဲ့ဒါဆိုရင်အုပ်စုခွဲကြရအောင်လူရှိမှလူရောမနေရောက်ပါလေလို့မင်းနေပြီးနတ်ဆိုးတွေကတော့သူတို့နှစ်ကောင်နဲ့ပါဆိုလို့မက်စ်လည်းအချိန်ဆွဲမနေတော့ဘဲနှစ်ကောင်သူတို့ကိုလျှော့ပေးလိုက်ပါတယ် ကဲဖရားတော်သူ့ဘော့သူလက်မခံနိုင်ဖြစ်နေပြီစိတ်ဒီခန္ဓာမရှင်ဖြစ်လာလို့ဒင်းရလေတမတော်ရေဆိုတာကဒီလိုပဲကွာလူသားတွေကိုမကြည့်ပဲသူတို့လှုပ်ချင်တာသာလှုပ်တဲ့ကြောင်စိတ်လေးပြေသွားပြောလိုက်ပါတယ်မတ်စ်အိမ်ပြန်လာတော့နဆိုးတော်ကြောက်ကအစင်းသေးဆောင်နေကဒင်းရတော်ခရော်လီတို့အုပ်စုပါလာမယ်လို့ပြောလင်းနေပေမယ်မတ်စ်ကတော့ထင်သားနဲ့ပြောင်းပြန်မယ်ဒင်းတို့အတွက်နဆိုးတွေကိုပါရှင်းလင်းပေးခဲ့ပြီဖြစ်တာကြောင်ဒင်းတို့ကအခုလိုမျိုးသူ့ကိုပြန်ဖမ်းတဲ့အတွက်စိတ်တူနေပါတယ် ဒါကြောင့်ဆက်လဲစီုပ်ဖြတ်ပေးလိုက်ရပါတယ်ဒီချိန်မှာကက်စီရာငါတို့တွေဟာ hashtag လက်ထက်နေပုံနဲ့နေပြီမယ် mask ကနတ်ဆိုးတွေတော့တက်လိုက်တာကြောင့်ဒီကောင်လေးအာယုခံမိပြီးတော့မကြခင်မှာရောက်လာတော့မယ်လို့ပြောနေတော့ hashtag တော့ရောက်ချလာပါတယ် hashtag ရောက်လာနေသူတို့ရဲ့အလုပ်ကိုဝင်မတားဖို့ပြောလိုက်ပြီး kevin ကိုခန္ဓာရာထဲခေါ်သွားဖို့အတင်းလုံးနေပြီးဒင်းရဝင်တားနေက hashtag ဒင်းကိုမင်းဟာငါတို့အတွက်ဖြည့်စည်ခြင်းတို့ကျူလာတာပဲမင်းတို့ကောင်ကိုကက်စီရာငရဲနေခဲ့နေလာတာမင်းတို့ကဖြည့်စည်ခြင်းဖြစ်လာတာပဲလို့ပြောနေကြအောင်ဒင်းလည်းဘာမှပြန်ပြောနိုင်မယ့်အချိန်ကျသွားရပါတယ် န်ကတော့ဒီကိစ္စတွေကဒဲလက်ဘာမှမဆိုင်ပါဘူးအားလုံးကသူ့အပြစ်တွေပါလာဗီယာတန်တွေကိုလည်းသူပဲခေါ်လာမိတာပါလို့ပြောတော့အနာယက်စ်ကကက်စီရဲ့မင်းရဲ့တမန်တော်စီကမဟုတ်ပါနဲ့လို့ပြောလိုက်ပါတယ်ဒါမဲ့ကက်စီရတော့တမန်တော်စီရနေပါရင်နားမလဲပဲသူ့အချစ်ချစ်လေးဒင်းဟုန်ကောက်ွယ်ပေးနေရတော့ဟက်စာပပယ်နေနေကြီးစာထိုးပါတော့တယ်ပြီးရတယ်တခါလဲဓာတ်နဲ့အဆုံးသတ်မဲ့အလုံးမှာအနိုင်စကတားလိုက်ပြီးဟဲ့လူတမန်တော်အရေအတွက်ကအရန်နေနေပြီနော်စိတ်ထိမအောင်လို့ပြောလိုက်ပြီးမယ်ဟက်စာကတော့အနိုင်စကိုတိုးထုတ်လိုက်ပြီးကက်စီရကိုတပ်ပြဖို့တပ်ပြလိုက်ပါတယ် အချိန်မှာအနောက်ကနေမက်စ်ကဟက်စတာကိုဓာတ်နဲ့ဝင်ထိုးချလိုက်ပြီးအဆုံးသက်ပေးလိုက်တာကက်စီယိုကိုကဲလိုက်တာကြောင့်အားလုံးနဲ့အန်ရောကုန်ကြရပါတယ်။ကိစ္စရည်နည်းနည်းတည်ငြိမ်သွားတော့ဒင်းဟာအနိုင်စ်ကိုခွင်တော်လိုက်ပြီးကေဗင်ကိုဘာသာအပြီးပြန်ခိုင်းလိုက်ပါတယ်။ဘာသာပြန်နေတော့အနိုင်စ်ကတော့လုံးဝသွေးမချော့ပဲကက်စီယိုကိုသူတို့စီကိုပြန်လာဖို့ပြောပြီးမယ်။ကက်စ်ကတော့သူ့လုံးဟာမတိုက်ခိုက်ချင်တော့ကြောင်းပြောပြီးညင်းလိုက်ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့အနိုင်စ်ရဲ့လက်ချော့လိုက်ရပြီးကေဗင်တရားဘာသာပြန်လို့ပြီးတော့မှပဲအဆောက်အအုံနှစ်ယောက်နဲ့အတူသူ့ရဲ့အိမ်ကိုပြန်ပို့ပေးလိုက်ပါတယ်။ ဆန်တို့လည်းကေဗင်ဘာသာပြန်ပေးခဲ့ရတယ်ကိုဖတ်နေရင်အတိတ်ပြရတော့လာဗီယာတန်တွေကိုရှင်းဖို့အတွက်ဆိုရင်ကိုတင်တရားကောင်းတဲ့သူရဲ့အရှုကိုအချင်းပြတဲ့သူတို့ရောက်ခဲ့သူနဲ့ဆွေးဝါးရမယ်လို့ပြောနေပြီးဆန်ဟာကောင်းကွာပထမဆုံးလူလာတော့အချင်းပြတမန်တော်စီကနေစကြရတာပေါ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်ကက်စီရဲ့လည်းဝဝဲတဲ့လိုက်ကြည့်မနေရောပဲသူ့ကိုသူပဲပြန်ကြည့်လိုက်ကသူ့ရဲ့သွေးကိုဖောက်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ကေဗင်ရဲ့အမေဟာသူ့ရဲ့ဒါလီပြောင်းနေလို့ဖက်ဒရယ်နဲ့ဆက်ပူချောင်းနေပြောနေတော့ကေဗင်ရဲ့ရုတ်ချလာကပြေးဖက်လိုက်ပါတယ်။ အမေဖြစ်သူဟာဒါမင်းနောက်မှာပါလာတဲ့သူတွေဟာဘသူလဲလို့မေးလိုက်တာကြောင့်ကဲဗင်ဟာသူတို့ဟာကျွန်တော်ကိုကောက်ခွဲတဲ့သူတွေပါလို့ပြောနေပြီသူတို့ရှေ့မှာရှိနေတဲ့ Federal တွေဟာအနာဟုတ်ကတ်သွားတာတမန်တော်ရဲ့တကောင်ချင်းစီကိုကိစ္စတော်မြင်လိုက်ပြီးမင်းတို့တမန်တော်ရဲ့အဆွေဟာငါတို့လီဗီယာတန်နေနေဆိုရင်အတုံးဝင်ပါဦးကွာလို့ပြောလိုက်ပါတယ်